ကျွန်တော်နာမည်ခူမီရတယ်လို့ခေါ်ပါတယ်။တရားပြင်တဲ့ပရဆိုမျိုးနဲ့ခွန်မော်ကျွန်းရမှာနေပါတယ်။ဟိုအခွင့်အစည်းဆိုတော့ဟိုတရားအမြင်တလူငယ်အခွင့်အစည်းပေါ့။အာယူကပွဲဘယ်လိုပုံစံမျိုးနဲ့ဖြစ်စဉ်ချင်လဲဆိုတော့တရားမြတ်တန်လူလလဖြစ်စဉ်ချင်တဲ့ယူကပွဲတစ်ခုဖြစ်နာပေါ့။ပြီးတော့ဟိုတကယ်အနိနခံမဲ့အာကိုစလေလောင်းနေပီတီမထူလဲရွေးချယ်ခါရပေါ်အဲ့လိုမျိုးကျွန်တော်လွန်ချင်တာပေါ့။ ကျွန်တော်တို့ဒေတာတော့တရားမြတ်တတ်တဲ့ရေကုတ်ွက်အာဖြစ်ဖို့ဆိုတော့ဟိုကလောကအမခါလို့အမခါချက်တော့ပြီးလို့မရဘူးအဖြစ်ဆိုတော့ပါတီလည်းများတယ်လို့ပြီးတော့ဟိုကျွန်တော်တို့ဒီတရားပြင်းတယ်ဟိုအရှုံးအရှိလေးလည်းများတော့ဥမာဟိုကြီးတရားနှုတ်ထွက်တာလည်းရှိတယ်လို့ပြီးတော့ဥအောင်မင်းတို့လည်းဥဆုံးတည်းလည်းလာပြန်မယ်ဆိုလို့ရှိတော့အာတဲ့တော့ဟိုကမတစ်ချာလဲဟိုကအစိုးရရတဲ့အဖြစ်တွေတခုဖြစ်နေအောင်အော်ဘယ်ဘယ်လိုမျိုးပါဝင်မှာလဲဆိုတော့ကျွန်တော်တို့ဒီက ဟိုပါပေါ့အခုကျွန်တော်တို့တတ်ထားတဲ့ဟိုရေပွက်ပွက်ဆိုင်ရာအာလွတ်လွတ်နေနေဆိုရင်ရှိလဲအရှယ်လေးလုပ်မယ်ပြီးတော့ဟိုပါပေါ့ကျွန်တော်တို့ဒီရေပွက်ပွက်ကော်မရှင်နဲ့တက်တွေ့ပြီးတော့မှအစီအပြင်အောင်တကယ်ဟိုတရားမျှတတဲ့လွတ်လပ်ရေးဩတရားမျှတရေပွက်ပွက်ဖြစ်ဖို့အဲ့လိုမျိုးကျွန်တော်တို့အစီအပြင်အောင်တရားတော်နဲ့ညှိနှိုင်းပြီးတော့မှကျွန်တော်တို့ဟိုကနေရာချမှာမဟုတ်လိမ့်လာဆောင်ကြည့်မယ်ဒုတိယအောင်အဲ့လိုမျိုးပေါ့ပြီးတော့ဌာနမှာရှိတဲ့အဖွဲ့အစည်းတွေရောအာရေပွက်ပွက် လည်လာဆောင်ကြည့်မဲ့တူလဲဟိုရှိမဲ့လို့ကျွန်တော်ထင်တယ်အခါကျတော့တို့လည်းပူပေါ်ပြီးတော့မှဘယ်နေရာဒေတာမှာဘယ်လိုမျိုးလူတွေခွဲခြားခွဲထားမလဲအမျိုးပေါ့အဲ့ဒါမျိုးကျွန်တော်တို့ကညှိအောင်မှာအာရေကောက်ပွဲကမရှင်ချမှတ်ထားတဲ့အာစီမီစီကကျင်းဥပဒေတွေကတော့အလုံးကောင်းပါတယ်ဒါပေမဲ့ကိုကိုကိုယ်တိုင်ကပဲဟိုဟာဟိုလိုက်နာကြည့်တော့ဘုံလိုတဲ့အဲ့လိုမျိုးပေါ့တိထတိထတဲ့ဟိုဟာဒီရှော်ရဆော်ရတဲ့အဲ့လိုမျိုးတိထဖို့လိုတဲ့ကျွန်တော်ထင်တယ် ျွန်တော်အနေနဲ့ရင်းလာကောက်ပွဲဟောလိမ့်လာစကြရတယ်ပြနေတာပေါ့အဲ့ဒါတော့ပါတီကင်းရှင်းမယ်ဆိုတော့အလုံးကကုနကုနယုံကြည်ရတယ်ဘယ်ပါတီမှာဘယ်လိုက်မှုတော့မရှိဘူးပေါ့တရားမြတ်တက်လိုက်ရောက်ပွဲတော့ဖြစ်ဖို့တော့ကျွန်တော်အဲ့လိုမျိုးမျောနေတာလေအဲ့ခါကျတော့အဓိကတော့ဘယ်မလိုက်ဖို့ပါတီကင်းရှင်းဖို့ပြီးတော့ကျွန်တော်တို့ share ရမယ့်လူတွေဆိုလို့ရှိရင်လည်းဟိုတကယ်ဟိုနိုင်ငံရေးပါတီနဲ့ကင်းရှင်းရမယ့်အနေထားမှာကျွန်တော်ရွေးရမှာဖြစ်တယ်